Hello တကြဟာအလုံးမင်္ဂလာပါ AK Channel Online Club ရဲ့ YouTube Channel မှာကြိုဆိုပါရစေ။ဒါဆိုဒီနေ့မှာတော့တတိယဥစားရေးသားနီးအခြေခံဆိုချက်ရေးဆွဲနီးအပိုင်းနှစ်ပေါ့နော်။ဆက်ပြီးတော့ဆိုရတူကြည့်ကြည့်အောင်။ဒီတူစလုံးတွေကိုကျွမ်းကျင်စွာရေးနိုင်မှုဟာဒီတူစလုံးတွေရဲ့စုပ်ချက်လေးကိုတည်ဖို့လိုအပ်တယ်ပေါ့နော်။ဒီစုပ်ချက်တွေမတည်ဘဲနဲ့တူစာတွေကိုဒါကောင်းမွန်စွာရေးနိုင်မှာမဟုတ်ဘူးပေါ့နော်။ဒါကြောင့်မို့လို့အခြေခံစုပ်ချက်တွေကိုအဓိကထားပြီးတော့အရင်ဆုံးလေ့လာရမယ်ပေါ့နော်။ ါဆိုရင်မနေ့ကအဆိုအခြေခံစုပ်ချက်အပိုင်းစာမျက်နှာ2မျက်နှာပေါ့နော်စုပ်ချက်ပေါင်းဒါ12ချက်ကိုအတူတူလေ့လာခဲ့တယ်ဒါဒီနေ့မှနောက်ထပ်စုပ်ချက်အစ်စ်တွေကိုဆက်ပြီးတော့အတူတူရေးကြည့်အောင်ပေါ့နော်အဲနောက်တစ်ခုကကျတော့အရင်ဆုံးဒါပါလဲဆိုတော့ ကိုးဆွဲဆုပ်ချက်လေးကြည့်မယ်အဲ့တော့ဒီချာရက်ဒီလိုမြင်ရတဲ့ဆုပ်ချက်ဒုတိယတစ်ချက်ကကိုးဆွဲဆုပ်ချက်လေးအဲ့တော့ကိုးဆိုတာခြေခွေလေးကိုပြောတာအဲ့တော့သူ့ရဲ့ကိုးတစ်လုံးနဲ့ရေးလို့မရဘူးပေါ်ပြလို့မရဘူးပေါ့နော်ဒါကြောင့်မလို့ချာဆုပ်ချက်လေးနဲ့ပေါင်းပြီးရောတွဲဆက်ပေးရတယ်အဲ့တော့ရှုနဲ့ကိုးနဲ့ပေါင်းရင်ဒါရှုကိုးလို့ပြောတယ်အဲ့တော့ရှုကိုးဆိုတာကဒါအရင်ဆုံးရှုကိုရေးတယ်အဲရေးပြီးရင်ဒါခြေကွေးတက်တယ်ပေါ့နော်ကိုးဆိုတာလေးတက်တယ်ဒါဆိုရင်ရှုကိုးဖြစ်တာပေါ့နော်ရှုနဲ့ကိုးနဲ့ပေါင်းရင် ရှုကိုအဲ့လိုမျိုးရေးရမယ်ပေါ့နော်ရှုကိုဆိုပြီးရေးရမယ်နောက်တစ်ခုကကျတော့ခိန်ကိုခိန်ကိုအဲ့တော့ခိန်ဆိုတာကကျတော့ဒါဘဲအနေညာကိုအဖြောင်ဆွဲတဲ့မြင်အဲ့ဒါကိုကြည်ကွေးနဲ့ပေါက်မယ်အဲ့တော့ကိုဆိုတာဘဲဘဲအတွင်းထဲကိုကွေးတာပေါ့နော်ညာဘက်ကိုကွေးတာမဟုတ်ဘူးဘဲဘဲအတွင်းထဲကိုကွေးတဲ့အကြည်ကွေးကိုကိုလို့ခေါ်အဲ့တော့ဟိန်နဲ့ကိုနဲ့ပေါက်ရင်ဟိန်ကိုရောင်းရင်တော့ခိန်ပြီးကို ဟိန်ကိုနော်ဟိန်ကိုဆိုရင်ဒါဟိန်နဲ့ကိုနဲ့ပေါ်ရင်ဟိန်ကိုအဲ့တော့ကိုကတမျက်နာစီစာမျက်နှာတဝက်ရေးမယ်နော်ရှုကိုဆိုရင်လည်းဒီစာမျက်နှာတဝက်ရေးမယ်ဟိန်ကိုဆိုရင်လည်းစာမျက်နှာတဝက်ရေးရမယ်နော်အဲ့တော့ကိုကတချောင်းနဲ့နည်းနည်းလေးပဲမရင်းနဲ့နော်စာမျက်နှာတဝက်ပြအောင်ရေးမယ်အဲ့တော့နောက်တစ်ခုကကျတော့ဟိန်ဂျာကိုဟိန်ဂျာကိုကလို့ဆိုအရင်စာမျက်နှာမှာဆိုရင်ဟိန်ဂျာဆိုရင်ဒီမှာဟိန်ဂျာရေးခဲ့တယ်ပေါ့နော် အဲ့တော့ hanger ဆိုရင်ဒီမှာအပေါ်မှာ hanger ဟိန်းနဲ့ကျင်တဲ့ပေါ်ရင် hanger ဟိန်းကိုတစ်ချက်ချိုးရင် hanger အဲ့ဒီ hanger ကိုခြေကွေးလေးပေါင်းမယ်ခြေကွေးလေးပေါင်းထည့်မယ်အဲ့တော့ hanger ကို hanger ကိုဒါဆိုရင် hanger ကိုဆိုရင်အဲ့ဒါ hain hain ကိုတစ်ချက်ချိုးရပြီးခြေကွေးထည့်လိုက်ရင်အဲ့ဒါကို hanger ကိုလို့ခေါ်ရပါတော့နော်အဲ့ဒါက hanger ကိုကိုယ်ဆက်ရေးသွားပါတော့ hanger ကို hanger ကို 阿拉横折钩、撇、竖折折钩，这吧？嘛，所以它竖折折，那竖折折一下个，竖折折，然后结果它把个竖折折钩落去了。啊，个竖折折钩啊竖，那才球嘞。阿拉过的嘛，刚才嘛竖折折钩落也蛮，也边打的是地段多，特别竖折折钩，阿拉竖折折钩啊，从竖、撇、折、撇、直撇钩，阿路一样。呃，竖折折钩。 ရှုကြက်ချက်ကိုအဲ့လိုရေးရမယ်နော်အဲရေးတဲ့အခါမှာဆုပ်ချက်တွေကိုအတန်းနဲ့ရုပ်ပြရေးရမယ်ရှုကြက်ချက်ကိုရှုကြက်ချက်ကိုအဲ့လိုတွေတီးမှဘယ်စလုံးကိုဘယ်အနေစာရေးရလဲဆိုတော့ကောင်းကောင်းတီးမှာပေါ့နော်အဲနောက်တစ်ခုကတော့ hein jje 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 ကိုအရအရင်ဗီဒီယိုဖိုင်မှာရှေ့ဗီဒီယိုဖိုင်မှာဆိုရင် hein jje 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 တုံးချက်ဆွဲခဲ့တယ်ဒီဒီဘက်မှာပေါ့နော်။အဲဆိုရင် hein jje 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 အမှခြေခွေးထပ်ပေါ်ရင် hein jje 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 ကိုဆိုပြီးဖြစ်သွားတယ်။နော် hein jje ဂျေဂျေဂျေကိုဟင်ဂျေဂျေဂျေကိုဒီလိုရအောင်နော်ဟင်ဂျေဂျေဂျေကိုဟင်ဂျေဂျေဂျေကိုဒါမျိုးရေးမှာပေါ့နော်အဲ့တော့ဟင်ကိုသုံးချက်ချိုးတယ်ပြီးရင်ဂျေကွေးပေါင်းတယ်ဒါကိုဟင်ဂျေဂျေဂျေကိုလို့ခေါ်တယ်နောက်တစ်ခုကကျတော့ဟင်နဲ့ဖြင်းနဲ့ပေါင်းရင်ဟင်ဖြဲဟင်ဖြဲဆိုဟင်နဲ့ဖြင်းနဲ့ပေါင်းထားတာအဲ့ဒါကိုဟင်ဖြဲလို့ခေါ်တယ် အင်းဆုံးဟိန်ဆွဲပြီးပြင်ဖြဲအတိုက်ပြရမယ်နော်အဲ့တော့ဟိန်နဲ့ဖြဲနဲ့ပေါရင်ဟိန်ဖြဲဟိန်ဖြဲလို့ရေးမယ်နော်ဒါဝလည်းဒါစမျက်နှာတဝက်ရေးမယ်နော်တမျက်နှာအပြည့်ရေးခြင်းလည်းရတယ်အဲတစုချက်တစ်ချက်ကိုတမျက်နှာပြည့်အောင်ရေးခြင်းလည်းရတယ်တမျက်နှာမရေးနိုင်ရင်တဝက်တော့အနေဆုံးရေးရမယ်ပေါ့နော်စမျက်နှာတဝက်အနေဆုံးရေးရမယ်အဲ့တော့နောက်တစ်ခုကကြတော့ဟိန်ကျဲကျဲဖြဲနော်ဟိန်ကျဲကျဲဖြဲဒီမှာဆိုရင်ဟိန်ကျဲကျဲဖြဲ 啊，横折折撇，横我那些全没，横折折撇撇呢，把我们横折折撇，啊，读一遍咯，横折折撇，啊，横折折撇，第二遍咯，横折折撇，啊，第六遍咯，横折折撇，啊，一样没，横折折撇，横折折撇，笔段笔顺音，竖折撇。 ရှုကျဲဖြေကရှုဆွဲတဲ့ပြီးတစ်ချက်ချိုးတဲ့ကျဲပြီးရင်ဖြင်းနဲ့ပေါင်းတယ်အဲဒါဆိုရင်ရှုကျဲဖြေအဲ့တော့ရှုကျဲဖြေရေးကြည့်အောင်ရှုကျဲဖြေဟာရှုကျဲဖြေဟာရှုကျဲဖြေရှုကျဲဖြေဟာရှုကျဲဖြေအဲ့ဒါလည်းရေးမယ်ပေါ့နော်ရှုကျဲဖြေ အဲ့တော့ shoot ဲဖြဲရေးလို့ပြီးသွားပြီဆိုရင်ဒါလည်းတဝက်ဆက်မျက်နှာတဝက်ရေးရမယ်အဲ့တော့အဲ့ဒါပြီးနောက်ထပ်ဆက်မျက်နှာဆက်ကြည့်ကြအောင်အဲ့တော့နောက်ထပ်ဆက်မျက်နှာဆိုရင်ဒီမှာဆိုရင်1 go ဆိုဆိုချက်လေးကြည့်အောင်နော်အဲ့တော့1ဆိုတာကဘာကိုပြောတာလဲဆိုတော့ yy လေးကွေးတဲ့မြင်ကွေးကိုဒါ1လို့ခေါ်တယ်တဲ့ yy လေးကွေးထားသောမြင်ကွေးကိုဒါ1လို့ခေါ်တယ်အဲ့တော့1ကလည်းသူ့ကြီးပဲဖော်ပြလို့မရဘူးဒါကြောင့်ကျွန်တော်တခြားဆုပ်ချက်နဲ့ပေါင်းရတယ်အဲ့ဒါကြောင့်1 go ဆိုတာလေးရင်ကြည့်မယ် เนาะ1 9အဲ့တော့1 9ကဘယ်လိုရေးလဲဆိုတော့အရင်တော့ကြည့်ကြည့်အောင်အဲ့တော့ y လေး y မယ်ပြီးရင် j ကိုလေးပေါင်းမယ်ပေါ့เนาะ1 9 1 9ဒီလိုလေးရေးရမယ်ပေါ့เนาะ1 9အဲ့အဲ့လို y လေးရေးပြီးတော့ j ကိုတက်မယ်ဒီလိုလေး y တာပေါ့เนาะဒီတန်လေးเนาะအဲ့လိုလေး y မယ်အဲ့လို y ပြီးတော့ j ကိုတက်ရင်ဒါ1 9လို့ခေါ်ရပေါ့เนาะ 哎咯，芒果啊，罗维的叶咩？啊，如果讲诶，哎，芒果咧，比多少便宜喏？很撇宜芒果，啊是蛮很便宜个。变芒果来包烟，很撇宜芒很撇宜芒果来比一涕啊。啊，多嘞，上面那多一面咯？变很撇宜芒果，然后很撇宜芒啊，塞叶面，很撇。네 1 go အဲဒီလိုမျိုးပေါ့နော်ဟင်းဖြစ်1 go ဝဝိုင်လေးကိုရမယ်နော်ဒါဒီဒါတရုတ်စလုံးမှာဆိုလက်ပြီးပြီဆိုတဲ့စလုံးလေးပေါ့နော်ဟင်းဖြစ်1 go အတိုင်းလေးရမယ်အဲ့တော့ဟင်းဖြစ်1 go ပြီးပြီဆိုရင်တော့ shu 1 shu ကို1နဲ့ပေါ့ရင် shu 1အဲ shu 1ကဘယ်လိုရေးလဲဆိုတော့ shu 1အတိုင်းသွားမယ်နော်သူဒီကြားထဲမှာတောင်ကျိုးမကြံဘူးနော်အဲ့တော့ဒီလိုသွားမယ်ဆိုရင်တော့ အဲ့ဒါဒီရှုချက်ဖြစ်သွားမယ်အဲ့လိုတောင်းမရှိရအောင်လောမရှိရအောင်ဝိုင်းဝိုင်းလေးပဲသွားအဲ့ဒါကိုရှူဝမ်လို့ခေါ်တယ်နော်အဲ့တော့ရှူဝမ်ရေးလို့ပြီးပြီဆိုရင်နောက်တစ်ခုကရှူဝမ်ကိုရှူဝမ်ကိုဆိုတာကအဲ့အပေါ်ရှူဝမ်ကိုကြေးကွေးပေါင်းလိုက်တာရှူဝမ်ကိုအဲ့တော့ရှူဝမ်ကိုနော်ရှူဝမ်ကိုကြေးကွေးပေါင်းလိုက်ရင်အဲ့ဒါကိုရှူဝမ်ကိုလို့ခေါ်တယ်နော်အဲ့တော့ရှူဝမ်ကိုနောက်တစ်ခုထပ်ရေးမယ်ဆိုရင်ရှူဝမ်ကို 啊，手腕哥，阿等在日本咯，手腕哥，阿如果做咯，横着玩，横手腕无咯，横着玩，喺我的小手腕边玩得饱满，横着玩，啊横着玩，横着玩，啊横着我玩得饱满。 ဟိန်ဂျေ1ဒီလိုရေးမှာပေါ့နော်ဟိန်ဂျေ1ဒီ1နဲ့ရှင်းလို့ရဟိန်ဂျေ1အဲ့တော့အဲ့ဒါပြီးရင်ဟိန်ဂျေ1ကိုဟိန်ဂျေ1ကိုဟိန်ဂျေ1ကိုဟာဟိန်ဂျေ1ကိုဒီလိုရေးမှာနော်ဟိန်ဂျေ1ကိုဟိန်ဂျေ1ကိုအဲ့တိုင်းရေးရမှာနော် ဟင်းကျဲဝမ်ကိုအဲ့ဒါဒီလိုလေးပြစ်သွားပြီအဲ့တော့ဒီဆုပ်ချက်လေးကိုဆက်ပြီးတော့မြင်များဆက်ရည်မယ်ပေါ့နော်ဒီဆုပ်ချက်လေးဒီမှာဆိုရင်ဒီဘက်မှာဆိုစာမျက်နှာဆုပ်ချက်ကအလုံး6ချက်ရှိရယ်ပြီးဒီဘက်မှာဆိုရင်ဆုပ်ချက်ကအာ9ချက်ပေါ့နော်ဒီဘက်မှာဆုပ်ချက်8ချက်ရှိရယ်ပေါ့နော်အဲ့ဒါဒီနှစ်3 4 5 6 9 8แล้วဒီဘက်မှာ8ချက်ဒါဟိုဘက်မှာက6ချက်ပေါ့နော် အဲ့တော့ဒီမှာဒီနေ့ရောစုပ်ချက်အစ်14ချက်လေ့လာခဲ့တာဗောနော်ဟိုနေ့ကစုပ်ချက်12ချက်ဒီနေ့က14ချက်ဗောနော်ဒါလေးကိုဆက်ပြီးတော့ဒါစုပ်ချက်တစ်ချက်ချင်းစီကိုအနည်းဆုံးစာမျက်နှာတဝက်ရေးရမယ်ကိုကတမျက်နှာထိရေးချင်လည်းရတမျက်နှာပြောင်းရေးလည်းရတယ်ကိုကတဝက်ပဲရေးနိုင်တယ်ဆိုရင်တဝက်ပဲရေးဗောနော်အဲ့အဲ့ဒါပြီးရင်တော့နောက်ထပ်စုပ်ချက်တီးကိုဆက်ပြီးတော့နောက်သင်ခန်းစာရေးမှာဆက်ပြီးလေ့လာမယ်အဲ့တော့အဲ့ဒီစုပ်ချက်ဒီတစ်ပိုင်းပြီးသွားပြီဆိုရင် ။ဒါကြောင့်ရေနမူနာစလုံးနေစာရေးရတော့မယ်နော်။ထားဘယ်လိုရေးလဲ။ရေတူတူရေးဆိုရင်လည်းပဲပုဆိုရင်မဟင်းချွေသွားသည်ဟွေပြန်သည်ကျင်းထင်းဒီနေ့အဲ့စလုံးတွေကိုနောက်တင်ငင်းစာတွေမှာစာပြီးတော့ရေးရတော့မှာပေါ့နော်။အဲ့တော့ကိုကတယောက်စာ ကိုကျွမ်းကျင်တဲ့အထိလေ့လာမယ်ဆိုလို့ရှိရင်တရုတ်စာရေးသားနည်းတွေကမဖြစ်မနေကိုလေ့လာဖို့လိုအပ်တယ်ပေါ့နော်အဲ့တရုတ်စာရေးသားနည်းတွေကိုသင်မှသာလျှင်ဒါပို့ပြီးတော့စကားပြောတွေကိုပို့ပြီးပိုင်ပိုင်နိုင်နိုင်နဲ့အဲများများဆက်ဆက်ရရှိမယ်ပြီးလို့ရှိရင်တရုတ်စာတွေကိုလည်း hand sit တွေလည်းကောင်းကောင်းဖတ်နိုင်လာတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုပို့ပြီးရှိလာလိမ့်မယ်ပေါ့နော်တရုတ်စာလေ့လာတာလည်းပို့ပြီးတော့အဲလွယ်ကူတယ်လို့ခံစားလာရလိမ့်မယ်ပေါ့နော် ဟာအဲ့တော့ဒီလိုသင်ခန်းစာတွေကိုနေ့တိုင်းလေ့လာကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ AK Challenge Online Class ရဲ့ YouTube Channel လေးကို Subscribe လုပ်ပြီးတော့ပေးနာက Notify Bell လေးကိုလည်းနှိပ်ထားပေးခဲ့ပါအောင်နော်အဲ့တော့ AK Learn Channel ရဲ့ YouTube Channel မှာဆိုရင်စကားပြောသင်ခန်းစာတွေဒါတရုပ်စာရေးသားနည်းသင်ခန်းစာတွေကို နေ့စဉ်အမြဲတမ်းတင်ပေးနေလေးရှိပါတယ်ဒါကြောင့်မို့လို့ကိုအချိန်အားတဲ့အချိန်တိုင်းပဲချိန်မှုဆိုနေ့စဉ်ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်အမြဲတမ်းလေ့လာအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအာနာဝမ်ရှာစစ်ကျန်ရှေ့ရှေ့တာကြား